berumahlah melaut. Apa dia udah? Dia mau udah pindah lah. Ini ada. Tidak kuat aku kau ya dan kami yang lain ini. Cuba ni pasal apa malah si selesai. Oh, mesti yang luar ngah orang yang ni terima. Tadi waktu mau pujang aku mesti tak. So tu ni ada so cerita sih tu တားရတမီးပြင်ချိန်လာမယ်ဆိုညော်ရတာပေါ့ညော်ရတာပေါ့အားရှိတော့ပဲတားရတော့ဘာမှလည်းတရားဟုတ်တယ်ဘာသာနဲ့ထောင်သုံးနှောင်းပေးလိုက်လေအဘလေးအများဝင်းတာအရန်ပြော်တာပဲအဘဘောရမှာလေနှစ်ထောင်သုံးနှောင်းလင်းကားတော့အဘဘောရမှာအသက်ပဲအပြိုကြီးမြအာကိုမမားပါစေနဲ့ခုဒီဗီဒီယိုဖိုင်ထဲမှာ ပါတဲ့အဖွားကတော့ငငယ်ကလေးကဒါအခုဒီသက်ရွယ်ထိပေါ့ အပြိုကြီးဘွားနဲ့အယိုးထုတ်မယ်ဆိုပြီးတော့နေလာခဲ့တာဒေသက်ရွယ်ရောက်တော့အကျွေးတွေရပတ်လဲဝိုင်းကျမ်းမာရေးမကောင်းရင်လည်းပြုစုယူရမယ်လူကဘေးနားမှာမရှိဆိုတော့ဒုက္ခရောက်နေပုံပေါ်ပါတယ်ကိုကငငယ်ကလေးကယောက်ျားဆိုမယူတော့ဘူးလင်ဆိုးမရတဖားပါသာသမီတွေဆိုးပြန်တော့လည်းပဲစိတ်ဒုက္ခတွေပူပန်ရဒီဒုက္ခတွေကို မြင်တဲ့အပြိုကြီးများက เนาะအိမ်တော်သားမွေးကိစ္စတွေကိုမလုပ်တော့ပါဘူးမလုပ်တော့အပြူကြီးဘွားနဲ့ပဲနေခဲ့ကြတာပေါ့เนาะအသက်ရွယ်ကြီးလာတဲ့အခါမှာဘေးနားမှာဟိုဆေးဘေးမီယူပြုစုမဲ့လူလည်းမရှိအားပေးဖို့သားသမီးကလည်းမရှိဆိုတော့ဒုက္ခရောက်ကြတာပေါ့အပြူကြီးများဟာတဲလက်ဆွဲလန်းကြီးကြပါတယ်ဟောမုံရဲ့အတော်အပြူကြီးတရားဆိုရင်ငငယ်ကလေးကဖုံဖုံတို့သူ့ရဲ့လက်ပေါ်မှာပဲကြီးရပါတယ်သူနဲ့ပဲသွားလေရာရာသူ့နောက်ကိုပဲလိုက်ရပါတယ် ဟိုမိဘအလောက်နီးနီးပေါ့ကောင်းတဲ့အပြိုကြီးတွေလည်းပဲတွေ့ခဲ့ပါတယ်သူတို့တွေကအမတန်ကိုဒီတူလေးတွေတူမလေးတွေကိုခင်တွယ်ကြတဲ့အပြိုကြီးတွေပေါ့နော်ခုတော့ဘုံဘုံကျေးဇူးရှိတဲ့ဘုံဘုံရဲ့အတော်အပြိုကြီးကိုကျေးဇူးဆချင်တယ်ဆိုတော့ယောဂါတခုနဲ့ပဲပျက်စီးကွယ်လွန်သွားတယ်ဆိုတော့ဘုံဘုံတို့လည်းကျေးဇူးဆလို့မရတော့ဘူးပေါ့အပြိုကြီးများဟာအစွဲလန်းအတော်ကြီးပါတယ်သူတို့တွေမှာလင်ရယ်သားရယ်သမီးရယ်မရှိတော့ သူတို့ဆွဲလန်းရာကတော့ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အမကမွေးလိုက်တဲ့သားသမီးတွေညမကမွေးလိုက်တဲ့သားသမီးတွေအကိုကမွေးလိုက်တဲ့သားသမီးတွေမောင်လေးကမွေးလိုက်တဲ့သားသမီးတွေဒါတွေကိုခင်တွယ်ဆွဲလန်းပြီးတော့မှ နေကြတာပေါ့နော်ပုံပုံတွေ့ဖို့တဲ့အပြူကြီးတယောက်ဆိုရင်ဒီနေ့မှာပေါ့အန္တရာယ်တစ်ခုခုကြုံလို့ပြေးကြလွားကြရောက်တော့မယ်ဆိုတော့မိဘဖြစ်တဲ့သူတွေကသားသမီးတွေများတော့သတိမရနိုင်ဘူးဟိုတယောက်ကြံဒီတယောက်ကြံပေါ့ အဲ့ဒီအပြိုကြီးခမရမှာတော့မပြေးနိုင်ရှာဘူးသူများတွေပြေးကုန်ပြီသူကမပြေးနိုင်ဘူးကျက်တုံးမကြီးလိုပဲဟာဟိုကောင်လေးပဲသွားတာလဲဟိုကောင်မလေးပဲသွားတာနဲ့ဒီဟာဝလုံးပတ်ပြီးတော့မှရှားနေတယ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာကြီးလိုက်တော့လဲပဲအထုတ်ပိုးကြီးနေပေါ့လေအဲသူအနေနဲ့လာလာစုဆောင်းခဲ့တဲ့စောင်းတွေအဝတ်စားတွေနော်အင်းကြီးတွေအရာတွေကိုထုတ်ပိုးပြီးတော့သူကရွာထဲမှာသူ့ရဲ့တူလေးတွေတူမလေးတွေလိုက်ရှာနေတာဘုံတို့ မျက်မြင်ကိုတွေ့တွေ့ကြရဘူးပါတယ်။အော်ပြူကြီးများတော်ဆွဲလန်းကြည့်တာပဲလို့။နောက်တစ်ယောက်ကတော့ဖုံဖုံရွာတရွာမှာတရားသွားဟောတော့ဖုံဖုံရဲ့ဘဝမှာအမတ်တရတစ်ခုပေါ့မမေ့နိုင်စရာ အမတ်တရလေးတစ်ခုကြုံခဲ့ဘူးပါတယ်။အဲ့ဒါကတော့အဲ့ဒီရွာမှာရှိတဲ့အပြူကြီးတယောက်ရဲ့အကြောင်းပါ။ဒီပြူကြီးဟာငငယ်ကလေးကအဲသူ့ရဲ့တူမလေးတွေကိုပြုစုစောင့်ရှောက်ပြီးတော့လင်ယူသားမွေးမလုပ်ဘဲနဲ့နေခဲ့တာပေါ့ တုတ္တမလေးတွေရဲ့မိဘတွေကလည်းသဘောထားချင်းမတိုက်ဆိုင်လို့ကွဲကွာသွားတဲ့ပေါ့အဲ့ဒီအခါမှာသူက အမေနေရာလဲသူ အဖေနေရာလဲသူဒီတုတ္တမလေးတွေကို ကြီးပြင်းတဲ့အထိပြုစုစောင့်ရှောက်ခဲ့တယ်သူရဲ့ဘဝမှာဘာသာရေးရလို့လဲကောင်းကောင်းမွန်မွန်မလုပ်ခဲ့ဘူးဘူးသူရဲ့တူမလေးတွေကို ပြုစုစောင့်ရှောက်ရင်းနဲ့ပဲနေလာခဲ့တာပေါ့။ဒွာသားတွေနဲ့လည်းပဲရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတာမျိုးမရှိဘူးပေါ့ သူတရားအုပ်တဲ့အိမ်ပေါ်မှာတကားပိတ်ပြီးတော့မှနေလေးရှိတယ်အမြဲတမ်းလိုလိုပါပဲအမြဲတမ်းလိုနေတဲ့အကြောင်းရင်းကသူ့မှာရှိတဲ့ရွှေတော်ငွေစားလေးတွေဒါလေးတွေကို သူများလာခိုးမှစိုးရိမ်လို့အမြဲတမ်းတကားပိတ်ပိတ်ထားတယ်တရက်မှာဖုံဖုံကအဲ့ဒီရွာမှာတရားသွားဟောတယ်တရားသွားဟောတဲ့အခါမှာဖုံဖုံဟောတဲ့တရားကလည်းသဘောကြကြပါလေသဘောကြတဲ့အတွက်ရွာသားတွေကတယောက်တစ်ပေါက်ပြောဆိုပြောဆိုကြမှာပေါ့အဲ့ဒီပြောဆိုတဲ့စကားတွေကို အပြူကြီးရဲ့နားထဲကိုရောက်သွားတယ်ထင်ပါတယ်။အပြူကြီးကလည်းအော်ငါအသက်ရွယ်က90ကျော်60နားကန့်နေပြီ။တင်ကြံကုန်းဘက်ကိုခြေတစ်ဖက်လမ်းနေပြီပေါ့။ငါအခုချိန်ဒီတရားလဲဟုတ်ဒီပတ်ဒီမနာဘူးတရားနာတယ်ဆိုတာဘာမှလည်းမသိဘူး။အဲ့ဒီနေကြမှာပဲအပြူကြီးကပျော်ပျော်ရွှင်ရွှင်နဲ့ခေါင်းမှာခရီးပန်းတွေပန်းပြီးတော့မျက်နာမှာလည်းဗျာတနခါးကအဖွေးသားလိမ့်ပြီးတော့ဘုန်းကြီးကျောင်းကိုတက်လာ။တပြေပန်းတွေချိုးပြီးတော့ဘုန်းကြီးကျောင်းကိုတက်လာပါတယ်။ ဘုံကြီးကြောင်ရောက်တဲ့အခါမှာအာဖုံဖုံကလည်းဒီအပြူကြီးကိုမြင်တော့သူများတွေပြောပြောနေတဲ့အိမ်ထဲမှာတကားပိတ်ပြီးတော့နေတဲ့အပြူကြီးတောင်တရားလာနာပါပေါ့လားလို့ဒါကြောင့်မို့ဒီနေ့မိုးမိုင်းနာနဲ့တူတယ်လို့ဖုံဖုံကလည်းတွေးမိပါသူ့ကိုကြည့်လို့ပြောမိပါတယ်ဒါနဲ့ဖုံဖုံတို့တရားပွဲစမယ်ပေါ့ဖုံဖုံကတရားဟောပလင်ပေါ်ကိုထက်အလုံးကလည်းဩဃာတကတော်ဂျိုးနဲ့ကတော်ပြီးလို့ဥချလိုက်တဲ့အချိန်မှာပဲ ခရီးပန်းတွေကောင်းမှပန်းပြီးတော့တဏ္ဍကားတွေဖွေသားလိမ်ထားတဲ့ပြူကြီးကထမလာတော့တခါတည်းခေါင်းဆိုင်သွားတယ်။အဲဘေးနားမှာရှိတဲ့လူတွေဟာအပြူကြီးဘာများဖြစ်လို့ပါလဲအပြူကြီးထလေဟောတော့အသက်မရှိတော့ဘူးအသက်လဲမလာတော့ဘူး။ဒါနဲ့ရွာသားတွေကိုမေးကြည့်တယ်။အဲ့ဒီတက္ကမကြီးမှာအစောတုန်းကဘာယောဂတွေများရှိတာလဲလို့မေးတော့ဘာယောဂမှမရှိဘူးတဲ့။စေယုံစေကံသွားတာလည်းမတွေ့ဘူးတဲ့။အမြဲတမ်းအိမ်ထဲမှာပဲနေတယ်တဲ့။သူအဲ့ဒီလိုဥချလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ ဒီရင်မကြားတဲ့ကထွက်လာတဲ့ဟာစက်ကူတုပ်လေးပေါ့ဖြည့်ကြည့်လိုက်တော့ရွှေနှကြသားလောက်ရှိမှန်းနဲ့တူပါလေ။အော်ဒီအပြူကြီးခင်မင်လိုက်တာဆွဲလန်းလိုက်တာတူတူမလေးကို နော်နှောင်းခုတ်ပေးဖို့တဲ့အဲ့ဒါလေးပျောက်မှဆိုလို့ဒီရင်မကြားတဲ့မှာအမြဲတမ်းထိုးထည့်ထားတာအခုတရားတောင်းနာမသွားနိုင်ရှာဘူးသူခင်မင်ဩဃာတာကတော့ဂျိုးလေးကတော့ပြီးတော့အဲ့ဒီမှာပဲအသက်ဆုံးပါသွားတယ်ပေါ့နော် အဲဒါဘုံဘုံဘဝမှာတော့ဒါအမတ်တရားတစ်ခုပေါ့တရားနာကျင်လွန်းလို့တက်လာတဲ့အပြူကြီးတယောက်ဘုံဘုံရဲ့တရားဘွဲမှာပဲဆုံးပါသွားတာလေးဘုံဘုံတရိယာသွားတာပေါ့နော်မျိုးကြီးများအမတ်တမဆွဲလန်းကြည်ကြပါလေဒီတူလေးတူမလေးတွေကို ဆွဲလန်းတာထက်အာကိုရာရှာတာထက်ကို သာသမီရှိတဲ့မိဘအတိုင်းကလည်းပဲကိုယ့်ရဲ့သာသမီကို အာကိုရမယ်လို့ဘယ်သူမှအာမခံခြင်းမရှိပါဘူး အာကိုရတဲ့မိဘတွေလည်းရှိသလိုအာမကိုရတဲ့မိဘတွေလည်းရှိပါတယ်။ဒီနေရာမှာပြောချင်တာကတော့ဆွဲလန်းတွေဖြတ်တောက်ပြီးတော့မှကိုယ့်ရဲ့နောက်ကိုပါနိုင်မဲ့ပေါ့နော်။ကိုအာကိုအာထားလို့ရနိုင်မဲ့တရားအလေးပါးကိုတော့လိုက်နာကျင့်သုံးဖို့လိုတာပေါ့။အသက်ကြီးလာတာနဲ့အမြနံပါတ်1သရာတရားတွေအာကောင်းလာရမယ်။သရာတရားဆိုတာကဘုရားအပေါ်တရားအပေါ်တန်ခါအပေါ်ရတနာ၃ပါးရဲ့အပေါ်မှာသက်ဝင်ယုံကြည်မှုတွေရှိကြတဲ့ပို့ပြီးတော့အားကောင်းလာရမယ်။ဒါပဲအားကိုးရမှာလေ ောက်နံပါတ်2ကသီလပေါ့သီလတရားတွေကလည်းပဲရှင်းရတယ်မတူပဲနဲ့အသက်ကြီးလာတာနဲ့အမြအကောင်းဆုံးเนาะဘယ်နေရာကဆန်းဆန်းအကောင်းဆုံးသီလတွေကိုပဲဖြည့်ကျင်ပါနောက်နံပါတ်3ကတော့ပညာပညာအနေနဲ့လည်းပဲဝိပဿနာဉာဏ်ပညာတွေဖြည့်စည်းနိုင်အောင် ကြိုးစားပါနံပါတ်4အနေနဲ့ကတော့ပုံညာပေါ့ကောင်းသောကုသိုလ်တရားတွေကို များများကြီး ပြုပြီးတော့ဒါဒေတာလျင်ကိုယ့်ရဲ့အားကိုးရာအစစ်ဖြစ်ပါတယ်တခြားအားတွေကတော့ အားကိုးရာအစစ်ဆိုပေမဲ့ဒီတရားတွေတော့မခိုင်မြဲပါဘူး။တန်တရာခီးကိုသွားမဲ့ပုံကိုများအပြိုကြီးများဖိုးဖွားများဒီတရားလေးပါးကိုအမြဲတမ်းလိုက်နာကျင့်သုံးနိုင်ကြပါစေ။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစီခင်ဗျာ။